စ်ကောင်စီအနေနဲ့ AR တိုင်းဟင်္ဒရခရိုင်အင်ကဘူမြို့နယ်တွင်ရှိခြေရွာအချို့မှာအာရခတပ်တော် AA ဝင်ရောက်လာရဆိုတဲ့သတင်းကြောင့်လေကြောင်းတိုက်ခိုက်မှုတွေ18ကြိမ်တည်းမနဲ့ပြုလုပ်ခဲ့တယ်လို့ PBN မှစုံစမ်းသိရှိရပါတယ်။2025ခုနှစ်မေလ18ရက်မနေ့ပိုင်းမှာစတင်ပြီးအင်ကဘူမြို့နယ်ရှိချင်းကိုက်ကွင်းခြေရွာ၊ဘယ်ပြားကုန်းခြေရွာနဲ့စာစီကုန်းကွင်းခြေရွာတွေကိုဝိုင်းတွဲလေရင်ဖြင့်တနေကုန်နီးပါးပုံကျဲတိုက်ခိုက်ခဲ့တာဖြစ်ပြီးထိခိုက်မှုတွေကိုတော့မသိရသေးဘူးဟုဒေတာရင်းဒရင်းရီမီက BBN ကိုပြောပါတယ်။ ဒါအပြင်အင်ကဘူမျိုးနယ်အတွင်းသို့တော်လန်ရေးတပ်ဖွဲ့တွေဝင်ရောက်လာနိုင်တဲ့လမ်းကြောင်းတွေမှာလည်းတကကငါးမှာအကြက်ငယ်အကြက်လောင်းတင်နန်းသားတွေတောင်မကရတဖွဲ့ဝင်များကိုပါအင်အားတိုးချဲ့ပြီးစစ်ဆေးတာတွေရှိနေတယ်လို့ဒေသခံတအူးက VPN ကိုပြောပါရယ်အာရခတက်တော် AA နေဖြင့်ရခိုင်ပြည်နယ်ဂွားမြို့ကိုသိမ့်ပိုက်ပြီးနောက်ပိုင်း2025ခုနှစ်ဇန်နဝါရီလ10ရက်နေ့မှာစတင်က ARR တိုင်းတွင်တိုက်ပွဲတွေဖော်ဆောင်ခဲ့တာဖြစ်ပြီးပသိမ်မြို့နယ်မကြီးစင်ရွာအပြင် ARR တိုင်းနဲ့ရခိုင်နယ်ဆက်ရှိ0.26စခန်းတို့ကိုလည်းသိမ့်ပိုက်နိုင်ခဲ့က င်ကဘူအပါဝင်လေးမျက်နှာမျိုးနယ်တွေဘက်မှတိုက်ပွဲဖော်ဆောင်ပြီးသိမ်းပိုက်နိုင်ဖို့စူးစမ်းနေတယ်လို့သိရပါဗျ။